ဟိဝိယန်နဲ့ဆိုဗီယက်သတင်းတို့ရဲ့ပညာရေးခြင်းနဲ့အားလုံးပဲမင်္ဂလာပါ MC Leaders News Channel ကနေကြိုဆိုပါရစေ။ဟိဝိယန်ပညာရေးနဲ့စောပိုင်းပွား1989ခုနှစ်မေလ10ရက်နေ့မှာရန်ကုန်မြို့မှာမွေးဖွားခဲ့ပြီးအမည်အမှမောင်တူရကိုဖြစ်ပါတယ်။မိဘရဲ့မအဝင်ကွန်နက်တော်ဆန်ဆန်ဝင်းတို့ဖြစ်တယ်။အနုပညာလောကကိုဗီဒီယိုဇက်ကားရီမှာစတင်ဝင်ရောက်ခဲ့တဲ့အနုပညာပြသမှုရုပ်ရှင်ဇက်လန်တွဲအချင်းနဲ့ဒရမာဇက်ကားရီနဲ့ဗီဒီယိုလောကမှာစတင်အောင်မြင်ပြီးနောက်ပိုင်းမှာရုပ်ရှင်နဲ့ဇက်လန်တွဲတွေဥပမာရင်ခွင်ရှင်နဲ့မှပရိသတ်အဖိမှုကိုရရှိခဲ့ပါတယ်။ ဒရိုက်တာဖြစ်မာယာကကြော်စကားဒရိုက်တာဖြစ်ရိုက်ပူပြီးတော့နောက်ထပ်ဒရိုက်တာလုပ်ငန်းတွေဆက်လက်လုပ်ဆောင်အစီအစဉ်ထားတယ်။ COVID-19 ကာလမှာလေးလာမှုအိမ်တွင်းနေစဉ်အွန်လိုင်းမှာတဆင်အတွင်းခေါ်ဆိုင်အလေးလာမှုတွေပြုလုပ်ခဲ့ပြီးဂျမ်းမိုင်ဌာနရဲ့အစည်းအကမ်းတွေကိုလေးထောက်လိုက်နိုင်အကြံပြုခဲ့တယ်။ဆိုပြတဲ့စဉ်ရဲ့ပညာရေး2013ခုနှစ်မှာတက္ကသိုလ်ဝန်ထမ်းစေတန်းကိုအောင်မြင်ခဲ့ပြီးနုပညာလုပ်ငန်းနဲ့ပညာရေးကိုထိန်းချုပ်လုပ်ကိုင်ခဲ့ပါတယ်။ကုံတို့မရတော့လဲတက္ကသိုလ်တရားစီစဉ်ထားကြောင်းဖော်ပြခဲ့ပါတယ်။ အနုပညာဆိုင်ရဲ့တရုတ်ဆောင်အသက်73နှစ်ကလေးကအနုပညာလောကကိုဝင်ရောက်ခဲ့ပြီးနာနာကိုခုနှစ်မှာမိုးညောင်းမြတ်မှုရုပ်ရှင်ဇာတ်ကားနဲ့အကောင်းဆုံးမြို့သမီးဇာတ်ပုံစုအကယ်ဒမီရှင်စဉ်ရုပ်စုကိုရရှိခဲ့ပါတယ်။ဂီတာ2012ခုနှစ်မှာကျေးဇူးရမယ့်တေးစီတွေရရှိခဲ့ပြီးဒုတိယတေးစီအတွက်ပြင်ဆင်နေဆဲဖြစ်ပါတယ်။ဘတ်စောက်ပါဝင်မှုအဆိုတော်တရုတ်ဆောင်ကီးဘုတ်တိခတ်ခြင်းအသက်70နှစ်ကလေးကကျွမ်းကျင်တယ်။ဟေးဝင်ရဲ့ဗီဒီယိုမှာရုပ်ရှင်တွေစမ်းဆောင်နိုင်သူဖြစ်ပြီးဒရိုက်တာဖြစ်ချက်တင်လျက်ရှိကပညာရေးဆိုင်ရာလေ့လာမှုတွေကိုအလေးပေးပါတယ်။ ဆိုပြတဲ့စဉ်ပညာရေးနဲ့အမှုပညာကိုဟန်ချန်ကြီးစွာပေါင်းစပ်နိုင်သူဖြစ်ပြီးဂီတနဲ့တရုပ်ဆောင်မှုမှာဖတ်ဆောင်ထူးချွန်သူဖြစ်ပါတယ်။ဟေးဝေရနဲ့ဆိုပြတဲ့စဉ်တွေလက်ရှိဘဝအခြေအနေနဲ့ပတ်သက်ပြီးအချက်လက်တွေလက်ရှိဘဝအခြေအနေ session နှစ်ပြည့်ချစ်ချင်းမြတ်တာပွဲယနေ့2025ခုနှစ်ဇွန်လ20ရက်နေ့မှာဟေးဝေရနဲ့ဆိုပြတဲ့စဉ်တို့ကချစ်သက်တဲ့ session နှစ်ပြည့်တဲ့အတိတ်အခါကဏ္ဍကိုကျင်းပလျက်ရှိပါတယ်။ဤသူနေ့မှာချစ်ရမိပါရင်လည်းကိုလာတွေ့မယ်ဟုတဲ့ဆောင်ပုံနဲ့မိသားစုဝင်နဲ့မိတ်ဆွေတွေနဲ့အတူတူကစီကားစွာခွန်ပြုမှုပေးနေကြောင်းသိရတယ်။ လူမှုရေးနဲ့မိသားစုဘဝဝီလက်ဖငယ်စဉ်ဦးရဲစာမျက်နှာမှာတစဉ်၎င်းတို့ရဲ့ဘဝဖြစ်စဉ်တွေကိုမျှဝေလျက်ရှိပြီး၎င်းတို့ရဲ့ချစ်ခြင်းဆက်နွယ်မှုမှာ session နဲ့ငယ်စဉ်စတဲ့ hashtag တွေနဲ့ပြည်သက်တွေထံအမြဲရောက်ရှိနေပါတယ်၎င်းတို့ professional လုပ်ငန်းဆောင်တာတွေဥပမာအမှုပညာလှူရှာမှုတို့မှမိသားစုတေချက်အသေးစိတ်အချက်အလက်တွေကိုဖော်ပြလို့မရှိပါဘူး ဟေဝင်ရနဲ့ဆိုပြည်သူစင်တို့ကယခုကချစ်သက်၁၈နှစ်ပြည့်တဲ့အထိမ်းမဲ့ပွဲကိုမိသားစုနဲ့အတူရိုးရရင်ကျင်းမှုဆန်ဆန်ကျင်းပလျက်ရှိပြီး၎င်းတို့ရဲ့လူမှုကွန်ရက်လှုပ်ရှားမှုတွေမှာတစ်ဆင့်ပြည်သက်တွေနဲ့ဆက်လက်ထိတွေ့နေစေဖြစ်ပါတယ်။အတူနေထိုင်စေချင်တဲ့ဟေဝင်ရနဲ့ဆိုပြည်သူစင်တို့ကယခုတိုင်အတူတူနေထိုင်လျက်ရှိကြောင်းအတည်ပြုနိုင်ပါတယ်။လူမှုကွန်ရက်ပေါ်မှာအင်ကအတွဲဟူသောစရဲနဲ့မကြသေးမီကမျှဝေထားဗီဒီယိုတွေမှာအတူတူနေထိုင်တဲ့နေစဉ်ဘဝပုံရိပ်တွေကိုမြင်တွေ့ရပါတယ်။ထို့အပြင်နေစဉ်အမည်နဲ့သူတို့ရဲ့ဖန်တီးမှုလှုပ်ရှားမှုတွေကိုဆက်လက်လုပ်ကိုင်လျက်ရှိပြီး ၎င်းတို့ရဲ့ပူပေါင်းလှုပ်ဆောင်မှုတွေကိုချိန်နဲ့တပြင်းညီမျှဝေနေစေဖြစ်ပါတယ်ဆက်ဆံရေးချိန်နှင်းဆိုပြတဲ့စဉ်ရပြောကြားချက်တခုရရခင်ကချစ်သူတွေမဟုတ်ညင်းဆိုခဲ့ဘူးတော့လေလက်ရှိမှာနှုတ်နှစ်ဖက်လူမှုလှုပ်ရှားမှုတွေကိုကြည်ကြအပြင်ဆက်ဆံရေးတည်ငြိမ်မှုရှိနေရလို့ခံမှန်းရပါတယ်အထူးသဖြင့် HR ငယ်စဉ်နဲ့ SMDR ငယ်စဉ်ကဲ့သို့သောစာရွက်တွေနဲ့သူတို့ရဲ့အတူတူရှိနေမှုကာလကိုအမှတ်တရဖော်ပြလေရှိကြောင်းတွေ့ရပါတယ် ူမခွေရဲ့ဘော်ကလောက်ရှားမှုတွေဆိုပြတဲ့စင်းနဲ့ဟိဝီယန်တို့က Facebook စာမျက်နှာတွေမှာတစ်ဆင့်ပုံမှန်ဗီဒီယိုတွေမိသားစုဆိုင်ပွဲတွေကိုမျှဝေလေးရှိပါတယ်။ဥပမာအဖြစ်အချင်းမိဘရင်နဲ့ကိုလာတွေ့မဲ့သောအစီအစဉ်ကိုအတူတကွလောက်ဆောင်ခဲ့ကြတယ်။နေစဉ်စကားတွေနဲ့သူတို့ရဲ့ဖန်တီးမှုလုပ်ငန်းတွေကို YouTube မှာလည်းဆက်လက်တင်ဆက်ရရှိပြီးပရိသတ်တွေနဲ့အပြန်အလှန်ဆက်သွယ်မှုတွေပြုလုပ်ကြပါတယ်။နေနေပေါ်ကိုရေးပွားမှာဖော်ပြထားတဲ့အတိုင်းအိမ်ကအတွဲရန်နေလှနေရပဲဟူသောဖော်ပြချက်မှာသူတို့ရဲ့အိမ်တွင်းပွားနဲ့နေစဉ်လှုပ်ရှားမှုတွေဖြစ်ပါတယ်။ အဝင်အနေဆိုပြည်သူစင်တို့ကယခုချိန်ထိအတူတူနေထိုင်လျက်ရှိပြီးငယ်စဉ်အမြင်နဲ့လူမှုကွန်ရက်နဲ့ဖန်တီးမှုလောကမှာတက်ကြစွာလှစားလျက်ရှိပါတယ်။သူရဲ့နေထိုင်မှုပုံစံကမိသားစုနဲ့ပြည်သက်တွေနဲ့နှိကဆာဆက်ဆံလျက်ရှိပြီးနှောက်လို့ရဲ့ဘဝနဲ့နှုပညာလုပ်ငန်းတွေကိုပေါင်းဆက်ထားကြအောင်ဖော်ပြနေပါတယ်။အဆောင်တွေကြည့်ရှုနောက်ဆင်ပြေပြည်သက်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။